ကေမင်္ဂလာပါမင်္ဂလာပါအားလုံးမင်္ဂလာပါအမိုးတို့ရဲ့တပတ်ခါကျင်းပါတယ်ဟောတော့တပတ်ခါအများတန်း live တွင်တဲ့အဟွာလေး live တော်လေးကိုစတင်ပါပြီအားလုံးပဲမင်္ဂလာပါအခုလိုမျိုးမမိုးကိုမအားရကြနေအချိန်လေးတွေပေးပြီးတော့ဒီစတဲ့ digital business နဲ့ပတ်သက်တဲ့အလားအကြောင်းအရာလေးတွေလာရောက်ဝေမျှပေးတဲ့ညီမလေးတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မမိုးတို့ live လေးလည်းစပါပြီ အဲအများတန်း digital business နဲ့ online digital business နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေကြဖြစ်တဲ့အတွက်အများတန်းမမိုးလို့လည်းအများတန်းမိတ်ဆက်ပေးတယ်မမိုးလို့နယ်မြေလေးတွေအာမိတ်ဆက်ပေးမယ်ဘူးလည်းမမိုးမိတ်ဆက်မယ်ပေါ့နော်မမိုးနယ်မြေရောမမိုးဆန္ဒဖြစ်တယ်မမိုးလည်းမိသားစုနဲ့အတူရန်ကုန်မြို့မှာနေထိုင်ပြီးတော့ဒီ online digital business ကိုဒုတိယအင်္ဂါနေနဲ့အဲလောက်ကန်နေတဲ့ business owner တအူးလည်းဖြစ်တယ်လို့ဒီစီးပွားရေးကို ိတ်ဝင်စားတဲ့သူတွေကိုဟာလာတကယ်လောက်ကန်ကျင်နေတဲ့သူတွေကိုလည်းမမိုးတော့ကလက်တွဲခေါ်ယူပေးတယ်မန္တန်တူလည်းဖြစ်ပါတယ်ဒီ online digital business နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေလေ့လာကျင်နေတဲ့သူတွေမမိုးတော့ရဲ့ဒီ live တော်လေးကိုဆောင်းအောင်ကြည့်ပေးပါလို့လည်းဖိတ်ခေါ်ကြပါတယ်ကျေးဇူးတင်ပါတယ်အားလုံးညီမလေးတွေလည်းအဲတယောက်ချင်းစီမိတ်ဆက်ပေးပါအောင်ညီမလေးထားခင်ရနေပြီးစပြီးတော့မိတ်ဆက်လိုက်ပါအောင်ရှင်မင်္ဂလာပါကျွန်တော်တို့ပတ်စင်တနင်္လာနေ့တိုင်းလုပ်တဲ့ဟာဖြစ်တယ် ကျေးဇူးမှမနေကျမတို့ဆူဆူငင်းပြန်တွေ့ခရရတဲ့အတွက်ကျေးဇူးတင်နေကျမကတော့ထိုက်ကင်ဖြစ်တယ်ခုလက်ရှိအမေရိကမှာနေထိုင်တာဖြစ်တယ်ကျမလည်းအင်္ဂါနေ့ဒီ online စီးပွားရေးကိုလုပ်ကိုင်နေပါတယ်ဒီမလေးသူစာ Hello အားလုံးပဲမင်္ဂလာပါအခုလိုမျိုးအာမန်ဒီဘနာအမြဲတမ်းလုပ်နေကြတင်းတင်းလာနေလိုက်တော့မှအခုလိုမျိုးပြန်တွေ့ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဝမ်းသာပါတယ်လို့ရင်ဆိုပြောချင်ပါတယ် ဒီမှာနာမည်နဲ့သူစဉ်လည်းဖြစ်ပါတယ်အခုလက်ရှိစင်ကူမှာ food and load တစ်ဖက်နဲ့ digital business group plan ဘူးနည်းလုပ်ခိုင်းတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်မချစ်โอเคအားလုံးပဲမင်္ဂလာပါကျမတို့ဟိုပတ်စဉ်တင်းတင်းလာနေမှာပြုလို့နေတဲ့အဲ live talk ကနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဒီနေ့အဲညီမကျမတို့ညီမတွေပြဆိုရလို့လဲဝတ်သားပါတယ်လို့ ြောချင်ပါတယ်ကျွန်မကခက်ခက်တစ်ပါမြန်မာနိုင်ငံရန်ကုန်မြို့မှာနေပြီးတော့ digital business ကိုလုပ်ကန်နေတဲ့ business owner နဲ့တက်တက်ဦးဖြစ်ပါတယ်အဲကျေးဇူးတင်ပါတယ်ဒီလိုရေးပြီးဆက်ပြီးပါမနက်ဆုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကျမနာမည်ကတော့ဆိုင်ရုံလို့ခေါ်ပါတယ်ကျမလည်းပမာနိုင်ငံညံကုံမြို့မှာမိသားစုတွေနဲ့အတူနေဆိုင်ရင်းနဲ့ဒီ online digital business ကို plan B အနေနဲ့လုပ်ကိုင်နေတဲ့ meeting တူဦးပဲဖြစ်ပါတယ်အားလုံးကိုတွေ့ရတာမှတာပါတယ် ုတ်ပါပြီဒါမမလို့ရဲ့မိတ်ဆက်တဲ့ကဏ္ဍလေးပေါ့နော်အောက်ပထမဆုံးမမလို့ညဝေပေးချင်တာကတော့ digital business ကိုဘာကြောင့်ရွေးချယ်ပြီးတော့လုပ်ကန်တင်တယ်လဲဆိုလို့မိကလေးညီမလေးထားချင်ရနေပြီးတော့ညဝေပေးပါလို့ခေါ်ပါတယ် okay ဆိုတော့ဒီမေခုနတော့ကျမအာဒီဒူတွေထဲမှာလဲတော်တော်များများကျမဖြီးခဲ့ရပေါ့နော်ဆိုတော့အာအရင်တော့ကကျမရဲ့ဟွိုင်းနဲ့ခုနောက်ပိုင်းဟွိုင်းရလဲမတူတော့ဘူးပေါ့နော်ကျမအနေနဲ့ဆိုလို့ရှိရင် 음ဒီလူငန်းစတွေ့တဲ့အချိန်မှာကျွန်တော်ဒီ Facebook Facebook ကနေပဲကျွန်မတွေ့ရှိတာဖြစ်တယ်။အာလုံးကလေး2020ဘောတော့2020ကလေးကနေကျွန်မတွေ့ရှိတာဖြစ်တယ်။အဲတော့ကတော့အဲတော့ကလည်းကျွန်မအိမ်မှာပဲနေတယ်အလို့အကင်မရှိဘူးပေါ့။ဆိုတော့ကျွန်မအနေနဲ့အလို့အကင်တစ်ခုလူချင်းနဲ့အာ ဲ့ဒီမှာကျမကကလေးလေးရှိတဲ့ခါကျတော့အလုထလုပွက်စီမပြီးဘူးပေါ့နော်ဆိုတော့အလုအကင်မရှိဘဲနဲ့ဒီတိုင်းနေရတာကိုနေရတာထက်အဲ့လိုမျိုးအလုအကင်ရှိတာကိုသဘောကျတယ်ဒါပေမဲ့ကိုယ့်အခြေအနေနဲ့ကျတော့လေအလုထလုပွက်ကျတော့ကလေးနဲ့အစီမပြီးတဲ့ခါကျတော့အိမ်မှာပဲနေရတယ်ဆိုတော့ဒီလူကတွေးတဲ့အချိန်မှာအာအင်္ဂါနေလို့လို့ရတယ်ဆိုတဲ့အချက်လေးပါတယ်ပေါ့နော်အချက်အများကြီးကတော့ကျမတို့ပြောနေကြတဲ့ benefit တွေအများကြီးပါတယ်ဒါပေမဲ့အဲ့ဒီအထက်မှာမှာ ကျွန်မအတွက်စိတ်ဝင်စားစေတဲ့ဆွေးဆောင်မှုဖြစ်စေတဲ့အရာကတော့ကိုယ်ငါနေလုံးလို့ရတယ်ကိုအဆင်ပြေပြီတလို့ပေါ့နော်အဲ့ဒီအချက်နဲ့တရားဝင်ဖြစ်တယ်ဆိုရဲဟာပေါ့နော်အာတရားဝင်ကျွန်မတို့ social ပေးရမယ်တရားဝင်ဖြစ်တယ်ဆိုရဲဟာကိုလည်းသဘောကျတယ်ပြီးတော့ဈေးရောက်ဆရာမလို့ဘူးပေါ့နော်ဒီ၃ချက်ကိုကျွန်မအချက်အများကြီးထဲမှာမှဒီ၃ချက်ကိုကျွန်မအနေနဲ့ကကိုအချင်းနေအဆင်ပြေတယ်ဆိုပြီးမှအာစလဲလာတယ်ပေါ့နော် စားလေးလိုက်ရနေဒီ149တွင်းနဲ့အချိန်မှကြတော့အကူတင်ထားတယ်လို့မဟုတ်ဘူးပေါ့နော်အတော်လေးကျွန်မအန်အောသွားတယ်အဲ့ဒီခါကျမဆုရွေးချယ်ဖို့ကျွန်မဆုံးဖြတ်ချက်ချခဲ့တယ်အဓိကတော့ကျွန်မအနေနဲ့အလို့အကိုင်းရှိချင်းကိုသဘောကျတယ်အရင်တော့လည်းကျွန်မအနေနဲ့ဒီအင်တာဗျူးပြုခင်တော့ဆိုလို့ရှိရင်အလို့အကိုင်းအမေတိုင်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အော်ဒီလိုမျိုးအလို့အကိုင်းမရှိတော့ခါကျတော့ မအနေနဲ့ဆိုလို့ရှိရင်အိမ်မှာပဲတစ်ချိန်လုံးနေရတဲ့ခါကျတော့တစ်ခါတလေမှာကိုတိထားတဲ့ဟာအရာတွေတောင်မှပျောက်တယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့လိုအကန့်ရှိရဆိုလို့ရှိရင်တော့ဘာပဲဖြစ်ကျမတို့음စဉ်းစားရတယ်တွေးခေါ်ရတယ်အဲ့လိုဦးနှောက်လဲအဲ့လိုလုပ်ရတယ်ပေါ့နော်အဲ့ဒါကိုသဘောကျတယ်အဲ့လိုအကန့်အခွင့်အရေးကိုလူချင်နေဒါပေမဲ့ခုအခြေအနေနဲ့မိခင်တယောက်အနေနဲ့အိမ်မှာအချင်းပြနေရတဲ့မိခင်တယောက်အနေနဲ့ကိုယ်အနေနဲ့တင့်တော်တဲ့အလုပ်ဆိုလို့ရှိရင်ဒီ online စီပွားရေးဖြစ်တဲ့အတွက်ကြောင့် အာကျွန်မရွေးချယ်ခဲ့တဲ့အချက်ဖြစ်တယ်ပေါ့နော်ဆိုတော့ခုနောက်ဘက်မှာဆိုလို့ရှိရင်လာလူကင်လာတဲ့တက်တန်းတခြားအော်ကြာလာတဲ့ခါကျတော့ဒီလူငါအခုကိုပို့ပြီးမှနားလဲလာတယ်အာတိလာတယ်ဘလို့ရှိရင် benefit ဒီကိုလည်းပို့ပြီးမှဒီအခြားစီးပွားရေးတွေနဲ့ပို့ပြီးမှအခိုင်ရှင်တက်လာတယ်တိလာတဲ့ခါကျတော့ဒီလူငါကိုပူပြီးမှလည်းသဘောကျလာတယ်ပေါ့နော်ပူပြီးမှလည်းအာဂျူစာတင်နေဂျူစာထိုက်တဲ့စီးပွားရေးဖြစ်တယ်ဆိုတော့လည်းပူပြီးမှ သဘောပေါက်လာတယ်ပေါ့နော်အဲ့ဒါလေးကတော့ကျမရဲ့အဖွဲဖြစ်ပါတယ်ဟုတ်ပါတယ် ဟုတ်ပါတယ်မိုးလို့တဲ့ဒီစီးပွားရေးလေးကိုပေါ့နော်ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကဒီလိုအချက်လေးတွေပေါ့နော်တကယ်ကိုကိုယ့်အတွက်အကျိုးရှိတယ်ရေချေအတွက်လည်းအာပေါ့နော်လောက်ကန်တဲ့နဲ့စီးပွားရေးဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးကြောင့်လည်းရွေးချယ်ဖြစ်တယ်တပီတော့အထူးသဖြင့်မိုးတို့လိုအိမ်ောင်ချင်းမိမိတွေဟလာအဲဟိုတာသမီကိုပြုစုနေရတဲ့အတွက်အပြင်ကိုထွက်ပြီးတော့အလုံးမလုံးနိုင်တဲ့ခါကျတော့အိမ်ကနေပြီးတော့တကယ်ကိုပဲတစ်ဖက်တစ်လမ်းကနေပြီးတော့ဘဝတုဒ္ဒတာလေးရတယ်အာကိုယ့်ရဲ့ပေါ့နော်ဒီရေချင်းတွေကိုလည်းကိုကအာ 就咱茶路线嘞，别人不，那不都是茶路线嘛？他是说对，拆的路呗，往马路往那里来啵？那么东边那茶路线的路呗，哦，阿妈每年嘛，冬春咪咪咪压的路，有的偏偏呢，过夜过夜过冬的那段的路，没去呀过，那临时还有有些茶的路嘞，给过啊，我们。 ဘလိုပဲစီးပွားရေးဖြစ်တဲ့အတွက်ဘဟုသုတတွေလည်းရတယ်ဝင်ငွေဝင်ငွေလည်းတိုးတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တကယ်ကိုရွေးချယ်တဲ့စီးပွားရေးဖြစ်တယ်လို့လည်းမမို့ကလည်းမျှဝေပေးခြင်းပါတယ်ခုလိုမျှဝေပေးသွားတဲ့ညီမလေးထားခင်လည်းကျေးဇူးတင်ပါတယ်အဲဒီတစ်ခေါက်ကတော့အခုနောက်ထပ်မိခွန်းလေးတစ်ခုอ่ะဗောနော်ညီမလေးညီမလေးဆိုင်းယွန်ကိုမေးချင်ပါတယ် digital business ကိုလောက်ကရင်ဘာတွေလိုအပ်တဲ့တည်းဆိုတာလေးကိုလည်းမျှဝေပေးစေချင်ပါတယ် ကဲမင်္ဂလာပါဒီမေကိုနဲ့ပတ်သက်ပြီးတော့ဗောနကျွန်တော်တို့ဒီ digital business ကိုလုပ်ကိုင်မယ်ဆိုလို့ရှိရင်တော့ဘာတွေလိုအပ်တယ်လဲဆိုတော့ပထမအဆုံးကတော့ကိုယ့်ရဲ့လေ့လာသင်ယူခြင်းနဲ့စိတ်တော့အဓိကလိုအပ်တယ်လို့ပြောချင်တယ်ဗောနဘာလို့လဲဆိုတော့ကျွန်တော်တို့လည်းဒီလုပ်ငန်းကို online နေတွေ့တယ်ပထမအဆုံးအစ်စ်နေနေရတော့ကိုယ့်ရဲ့လေ့လာသင်ယူခြင်းစိတ်ဗောနအဲ့ဒါပထမအဆုံးအရင်ဆုံးရှိရမယ်ဗောနအဲကိုကတွေ့တော့တွေ့နေရကြောင်ညာတော့တွေ့နေရဒါပေမဲ့ကိုယ်တိုင်လေ့လာမှုမရှိဘူးဆိုလို့ရှိရင်တော့ ဒါဘာလဲဆိုတော့သိမှာမဟုတ်ဘူးเนาะဒါကြောင့်ပထမဆုံးအချက်အနေနဲ့ကတော့အာကိုယ့်ရဲ့လေ့လာသင်ယူခြင်းစိတ်ရှိရမယ်နောက်တစ်ခုကတော့ကိုယ်အသက်16နှစ်လည်းပြည့်ရမယ်ပေါ့เนาะခဏပြောသလိုကျွန်တော်တို့အသက်16နှစ်လည်းပြည့်ရမယ်ဘာလို့လဲဆိုတော့ကိုယ်ကိုယ်မှာမပုံတင်ရှိတယ်မပုံတင်ပေါ့เนาะမပုံတင်ရှိရမယ်အဲမပုံတင်မဟုတ်လို့ရှင်တယ်ကျွန်တော်တို့အာ passport ပေါ့เนาะ passport လည်းရှိရမယ်ပေါ့เนาะ passport ဒါမှမဟုတ်မပုံတင်တကူကိုတော့ကိုယ်မှာရှိထားရမယ်ဒီဟာလုပ်ငန်းစမယ်ဆိုလို့ရှင်เนาะကျွန်တော်တို့ အာပန်းစာအုပ်လည်းရှိရမယ်ပေါ့နော်ပန်းစာအုပ်လည်းရှိရမယ်ပေါ့နော်အဲလောက်ကင်တော့ဘာတွေလိုအပ်တယ်လဲဆိုတော့အချိန်လိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်ငွေကြေးအရင်းနည်းလည်းလိုအပ်ပါတယ်လို့ကျွန်တော်တို့လေ့လာရုံနဲ့လည်းမပြီးပေါ့နော်စီးပွားရေးလို့ပြောတဲ့အခါမှာအရင်းနည်းလည်းလိုအပ်တယ်ပေါ့နော်အရင်းနည်းလို့ပြောတဲ့အခါမှာလည်းရင်းနှီးမတည်ခွင့်ကလည်းအဲကိုတက်နိုင်ကတော့ကနေပြောလဲစတင်လို့ရတဲ့လုပ်ငန်းမျိုးဖြစ်တယ်ပေါ့နော်။ဒါကြောင့်လိုအပ်တဲ့အရာတွေကတော့ကျမတို့ training site တွေကလည်းပံ့ပိုးပေးရတဲ့အတွက်ပေါ့နော်။အတိအကျတော့ ကိုယ်တိုင်လေးလာတည်ယူချင်းစိတ်ရှိရမယ်အချိန်ပေးရမယ်အဲဒါတော့ပါပဲကျွန်တော်ကတော့ထွ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 မရှိပါဘူးလို့ကျေးဇူးတင်ပါတယ်ဟုတ်ပါလေဒါမှမဟုတ်ဒီစီးပွားရေးကိုလုပ်မယ်ဆိုရင်လိုအပ်လိုအပ်ချက်ကလေးပဲနော်လိုအပ်ချက်ကလေးတို့မျှဝေပေးသွားရင်ညီမလေးစမ်းညုံလေးကျေးဇူးတင်ပါတယ်အမ်ဟိုတတိယဒီဘုံအနေနဲ့ပေါ့နော် ဒီကိုပိုင်စီးပွားရေးဖြစ်တဲ့အတွက်ဒီစီးပွားရေးရတော့ကိုတိုင်စီးပွားရေးဖြစ်တယ်ဖြစ်တဲ့အတွက်မို့လို့ဒီစီးပွားရေးမှာကိုတိုင်ဘလောက်ပောင်းဝင် လောက်ကန်ရတယ်လဲဆိုတော့အဲမိကုံးလေးကိုညှဝေပေးဖို့ညီမလေးမစင်ကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီမိကုံးကလည်းခုနဆေရောပြောတဲ့စကားမိကုံးနဲ့ပေါ့နော်ဆေရောဖြစ်တဲ့အချိန်နဲ့လည်းနည်းနည်းဆက်ဆက်မှုရှိတယ် ဒီ service business ကကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ကိုယ်တိုင်တော့ပါဝင်လုပ်ဆောင်ရမယ်ကိုယ်တိုင်ပါဝင်လုပ်ဆောင်တယ်ဆိုတဲ့အချက်မှာပေါ့နော်ကိုယ်တိုင်ဝင်ရောက်လေ့လာဖို့လိုအပ်တဲ့အချက်လေးလည်းပြောချင်ပါတယ်အစီးပွားရေးဖြစ်တဲ့အတွက်အချို့လူတွေကအရင်းနှီးရှိတယ်ဆိုတဲ့ပြောတဲ့ညီမမှာအရင်းနှီးတစ်ခုကိုဟိုထက်ထားပြီးတော့ဟိုဥပမာအဲတလားကြာဖြစ်ဖြစ်နှစ်လားကြာဖြစ်ဖြစ်၆လားကြာဖြစ်ဖြစ်အများငွေပြန်ပေးတဲ့ဟိုစီးပွားရေးမဟုတ်ပါဘူးကိုကိုပိုင်စီးပွားရေးဆိုတဲ့အပြင် ကျမတို့အပြင်မှာကိုပိုင်စီးပွားရေးထောက်တယ်လို့ပဲကျမတို့ကလည်း online မှာစီးပွားရေးလုပ်ငန်းတစ်ခုထောက်တာဖြစ်ပါတယ်။စီးအပြင်မှာကျမတို့စီးပွားရေးလုပ်ငန်းတစ်ခုထောက်တယ်ဆိုရင်ကိုကစီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်တယ်ဆိုရင်အစဆုံးပေါ့နော်ဆိုင်ခန်းငားတာဝတ်ထမ်းခတ်တာအဆိုင်တွဲ30ရိတ်ပေါ့နော် ရတကယ်လို့ site ကလည်းပတ်လာပြီးစီးပွားရေးကလည်းပတ်လာပြီးဆိုရင်ကိုကြစရိတ်ဘယ်လိုအများရအောင်လုပ်မလဲပေါ်တော်ဝထားလာစာဘယ်လိုပေးမလဲအထွေထွေအကိုလို့ကိုကပါခက်ရတာဖြစ်ပါတယ်ဒါကတော့စီးပွားရေးလုပ်ဖို့တည်းသူတိုင်းသိတယ်ပေါ့နော်ဒါပေမဲ့ဒီ digital business မှာကျွန်မတို့ကအဲ့လိုမျိုးနေရာတိုင်းကိုကပါနေစရာမလိုပါဘူးကျွန်မတို့ကအဓိက10%တော့ marketing လုပ်ငန်းကိုကျွန်မတို့လုပ်ရတယ်နောက်ကနေပြီးတော့ကျွန်မတို့90%ကို system ကအလုပ်လုပ်ပေးတာဖြစ်ပါတယ်အဲအဲ့ ်မလို့ဟိုကိုဒိုင်တော့ပါဖို့လို့တယ်ဒါပေမဲ့နေရာတိုင်းကျမတို့ပါနေဆရာမလို့ပါဘူး marketing ဆိုတဲ့အတွက်လူတွေကတော့တကယ်နည်းနည်းကြောက်လက်တာပေါ့နော်ကိုလည်း marketing အကြောင်းလေးလာဖို့တော့မဟုတ်ဘူးဆိုပြီးလက်ကြတယ်ဒါပေမဲ့ဒီ digital business ကိုလုပ်ကြဖို့ marketing အတွေ့အကြုံရှိဆရာမလို့ပါဘူး online တွေ့ကြလို့လည်းရှိဆရာမလို့ပါဘူးကျမတို့ကို training site ကအပြည့်အဝထောက်ပံ့ပေးထားတာဖြစ်ပါတယ်အဲ့ဒီ training site သွားဖို့ဆိုတော့ကိုကို ဘကူညီလမ်းပြပေးမယ်မေတာ coach ဘယ်တော့ပဲရှိရှိကိုဖက်ကလလလလလေးလာတေးယူလို့စိတ်မရှိဘူးဆိုရင်လည်းစိတ်မပြေပြန်ဘူးပေါ့နော်အဲကြောင့်မလို့ကိုဖက်ကလေးလာတေးယူလို့စိတ်လေးလည်းရှိဖို့လိုတယ်ဒါကတော့ကိုတိုင်ပါဝင်ရတဲ့အပိုင်းလေးဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်ကျမတို့ဒီစီပွားရေးမှာစိတ်ရင်းစရာပေါ့နော်အဲပါဟိုလောကစိတ်ပူစရာမလိုဘူးကျမတို့ထက်အတွေ့အကြုံအများကြီးရှိတဲ့နှင်းပေါင်း50ကျော်ရန်တည်နေတဲ့ကုပ္ပဏီတစ်ခုနဲ့လက်တွေ့ထားတဲ့အတွက်ကျမတို့ထက်တောင်တိကျပါသေးတယ်ကျမတို့ဒီ အချက်ကိုလိုဝလက်ကြည့်ဆရာမလို့ပဲနဲ့စိတ်ချလက်ချနဲ့ဒီဘက်ကကျွန်တော်တို့ marketing ဘက်ကိုပဲလိုရတာဖြစ်တယ်။အဲအဲ့လိုမျိုး marketing ကို10%တာလိုရတယ်ဆိုတော့လူတွေကပေါ့ပေါ့လဲထင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ online မှာစီးပွားရေးလုပ်တယ်ဟိုပေါ့နော် traditional လိုမျိုးပစ္စည်းတခုကန်ပြီးရောင်းချရတာပြတ်ပရတာမဟုတ်တဲ့အတွက်လူတွေရဲ့ယုံကြည်စိတ်ချမှုလည်းတအားကိုလိုအပ်တာဖြစ်ပါတယ်။အဲ့လိုမျိုးယုံကြည်စိတ်ချမှုရှိဖို့ဆိုရင်ကျွန်တော်တို့ကိုယ်ဆိုင်ဖြစ်တဲ့ဒီ business page ကိုနေတိုင်းဖွင့်ဖို့လိုတယ်။ post တွေပုံမှန်တင်ဖို့လုပ်တယ်။စီပေါ်ရေးအကြောက်ကိုပုံမှန်မျှဝေပေးဖို့လုပ်လို့တယ်။ဒီနေရာမှာကျွန်မတို့ဟိုပုံမှန်မျှဝေပေးဖို့ဆိုရင်ကျွန်မတို့ consistency ဆိုပြောတဲ့အဲနေတိုင်းလုတ်ချင်လည်းရတယ်ကိုလုတ်နိုင်ရင်တော့လုတ်လို့ရတယ်ဒါကတော့ကိုယ့်ရဲ့ choice ဖြစ်ပါတယ်အဲ့လိုမျိုးကိုဖက်ကစစ်ဆက်မပြတ်ပဲနဲ့ဆွဲလို့လားရှိရှိလုတ်ကန်နိုင်ဖို့လည်းလုတ်တယ်တင်ဟို တလားနှစ်လားလုံးလိုက်တခါနားလိုက်ဆိုမျိုးဆိုရင်လူတိုင်းကကိုယ်စိတ်နဲ့စဉ်းစားကြည့်တော့သူ့ပိတ်ကိုဝင်ကြည့်တဲ့ခြေချာလုံးလိုက်နားလိုက်ဆိုရင်ဒီလူကယုံကြည်စိတ်ချရမှုရှိရလားဆိုတဲ့အတွေးကအရင်လာတယ်။ဘာဖြစ်လို့လဲဆိုတော့ online ဖြစ်တယ်ပြီးတော့အဲစီးပွားရေးဖြစ်တဲ့အတွက်ငွေရေးကြေးရေးပိုက်လဲပါတဲ့ခြေချာရင်ကိုယ်ပိတ်ဆံကိုအလိညာဖြစ်သွားမှလည်းလူတိုင်းစိုးရိမ်ကြတယ်ကျွန်မတို့လည်းစိုးရိမ်ကြတယ်ပေါ့နော်အဲကြောင့်မလို့ကိုယ့်ဘက်ကဒီ marketing အပိုင်းကိုမှန်မှန်နဲ့စွဲရှိရှိလုပ်ကြဖို့လည်းလိုအပ်တယ်။ အဲအဲ့လိုမျိုးဆိုတော့ကိုကအချိန်များကြီးပေးเสียရလို့လားဆိုတော့အချိန်တော့ကိုဖက်ကတတ်နေတယ်လို့ကိုပေးနေပေးနေတယ်လို့လို့လို့ရတယ်နှစ်နိုင်ရင်လည်းကိုကဒီစီးပွားရေးတရက်နှစ်နိုင်ရင်လည်းပြီးအောင်လုပ်မယ်ဆိုရင်နှစ်နိုင်ရင်လည်းကိုကကိုဖြန့်လို့ရတယ်ဒါကတော့ကိုသဘောဖြစ်ပါတယ်ကိုအချိန်များကြီးပေးနိုင်ရင်ပေးနိုင်တယ်လို့ကိုဖက်ကတိုးတက်မှုသာရရှိတာဖြစ်ပါတယ်ကိုအချိန်များကြီးပေးပြီးလေ့လာမယ်သင်ယူမယ်ဆိုရင်ကိုသာတိုးတက်ပြီးတော့ကိုစီးပွားရေးသာလည်းတိုးတက်တာဖြစ်ပါတယ်အဲကြောင့်မလို့ကိုတိုင်ဘယ်လောက်ပါဝင်ရတယ်လဲဆိုရင်တော့ဒါကတော့ကိုပုံမှာပဲမဟုတ် ည်တယ်ကိုစီပွားရေးတုတ်မြန်မြန်တုတ်တက်ခြင်းနဲ့ဆိုရင်တော့ကိုမြန်မြန်ပါဝင်ရတာဖြစ်တယ်ကိုစီပွားရေးပုံမှန်လေးပဲ run တော့မယ်ဆိုရင်ပုံမှန်လေးပဲဝယ်ရလုကန်လို့ရတယ်စီပွားရေးတစ်ခုဖြစ်တယ်လို့လည်းကျွန်မဒီလောက်ပဲဖြစ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးဦးလိုမျိုးပြည့်ပြည့်စုံစုံလေးအဲမျှဝေပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်မမိုးတို့ဒီစီပွားရေးကတော့တကယ်ကိုပိုင်စီပွားရေးဖြစ်တဲ့ အတွက်မမိုးတို့မြေတန်းပြောတယ်လေ90%က system နေပြီးတော့မမိုးတို့ထောက်ပံ့ပေးထားပြီးတော့မမိုးတို့10%ပဲလုဆောင်ရတာဖြစ်တယ်အဲ့ဒီ10%ကတော့ကိုယ့်ဘက်ကနေပြီးတော့မပြတ်မကွက်လုဆောင်ပေးရတာဖြစ်တယ်တခြားစီးပွားရေးတွေလို့ဒီကာက unlimited လည်းဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မမိုးတို့ဒါမမိုးတို့ကိုယ်တိုင်ကစူးစမ်းရတာဖြစ်တယ်ဗောနတခြားစီးပွားရေးတွေမမိုးတို့ကအဲ income နေနဲ့ဘောနော်ဒီဟိုပါဘောငွေငွေရင်းနှီးမြှုပ်နှံမှုအနေနဲ့ထည့်ထားပြီးတော့မှမမိုးတို့ကဟာကိုယ့်ရဲ့ဒီ လာစဉ်လာတိုင်းလာစာကိုထိုင်ပြီးတော့စောင့်နေဖို့အတွက်မဟုတ်ပါဘူးဒီစီးပွားရေးကကိုကိုတိုင်းတီတီဆောက်ထားပြီးတော့မှကိုကိုတိုင်းကြိုးကြိုးစားစားနဲ့လှုပ်ထားပြီးတော့မှရရှိတာတဲ့ဝင်ငွေတွေကအခု unlimited လို့မမိုးတော့အားကြောင့်ကြောင့်ပြောတာပေါ့နော်တချို့ကကြတော့ယင်းနှုတ်တဲ့ငွေထည့်ထည့်ပြီးတော့ဟာပေါ့နော်လာစာနေလဲပြန်ရတာလို့လဲအဲ့လိုမျိုးတွေလဲထင်ကြလို့ပေါ့တကယ်ဒီခေတ်ကြီးက digital ဖြစ်ဖြစ်လာပြီ digital စီးပွားရေးတွေလဲတိုးတက်နေတဲ့ဖြစ်ဖြစ်တဲ့အတွက်ဒီစီးပွားရေးကနောက်နာခဲ့အတွက်တကယ်ကိုလဲရည်ချေ တည်တံ့ခံရတဲ့စီးပွားရေးဖြစ်တဲ့အတွက်မို့လို့ပေါ့နော်ဒါမိုးမိုးတို့ကအမြဲတမ်းလိုင်းပေါ်နေပြီးတော့အခုလိုမျိုးမိုးမိုးတို့ရဲ့ဒီတည်တင်းတီးထိုက်တဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့အเจ้าရည်လို့မမိုးရောမျှဝေပေးတာဖြစ်တယ်ပေါ့နော်တကယ်စိတ်ဝင်စားရဆိုရင်လဝေရောက်လေးလာပြီးတော့မှလောက်ကန်တင်းနဲ့စီးပွားရေးဖြစ်တယ်လို့လည်းမမိုးရောမျှဝေပေးချင်ပါတယ်အခုနောက်ဆုံးမိကုန်လေးကတော့မမိုးကပေါ့နော်ဒီ digital business ကရေရှည်ပေါ့နော်မမိုးတို့အတွက်ရေရှည်ဘယ်လောက်ထိခိုင်မာမှုရှိတယ်လဲဆိုတဲ့ဟာလေးကိုအာမျှဝေကိုညီမလေးသားကိုဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ပါဒီစီဘွားရဘယ်လောက်ထိခိုင်မှမရှိလဲဆိုလို့ရှိရင်တော့အာတော်တော်များများကပေါ့နော် online စီဘွားဆိုလို့ရှိရင်တချို့တွေကြောက်ကြတာပေါ့နော်အဲကျွန်လည်းသိချင်ကြတဲ့လူတွေအများကြီးရှိတာပေါ့နော်အာဒီစီဘွားရေကအာဒီသာအရင်ဆုံးပြောချင်လို့ရှိတာ online internet ရှိနေသေးရတာလုပ်ခွင့်တော်လို့ရတယ်လုပ်ငန်းဖြစ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့လက်ရှိလုပ်နေတဲ့အလုပ်ဆိုလို့ရှိရင်ကိုကလုပ်နိုင်တဲ့အခြေအမှနေတို့လုပ်ပိုင်နိုင်တို့မှအဆင်ပြေတယ်အကယ်၍သူတို့မှဆိုလို့ရှိရင်ပေါ့နော်အကယ်၍အလုပ်ကကိုက အာလုံမနိုင်တော့တဲ့အခြေကြလို့ရှိရင်အာကိုကအလုပ်ဆိုစားအဲ့လိုပေါ့နော်အာ company ကလည်းတစ်ခါတလေဆိုလို့ရှိရင်တက်တန်းရှိကြမှလည်းရှိတာပေါ့နော်အဲ့လိုလည်းရှိသေးတယ်အဲ့အကြောင်းကိုကစီးပွဲလုပ်ငန်းတစ်ခုတခြားအလုပ်မှလုပ်မယ်ဆိုပြီးတော့မှအများရန် အာကုပ္ပဏီကပြတ်သွားတော့အလုပ်ပြုတ်သွားတာတို့ဒီဝါလီခါတာတို့အဲ့လိုတွေရှိတတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးမဟုတ်ပဲနေပေါ့နော်အခုဆိုရင်လည်းအာဒီကုပ္ပဏီကတက်တာဆိုလည်း50တနည်းရှိလာပြီပြီးလို့ရှိရင်လည်းအစိုးရတရားဝင်အသိမှတ်ပြုခံရတဲ့လုပ်ငန်းလည်းဖြစ်တယ်လက်ရှိလုပ်နေတဲ့သူတွေကလည်းအခွန်ဆွန်ပြီးမှပဲဒီလုပ်ငန်းကိုလုပ်ပိုင်ရတာပေါ့နော်ဒီလုပ်ငန်းပေါ်မှာအခွန်ဆွန်ပြီးတော့လုပ်ရတယ်ပြီးလို့ရှိရင်တကယ်ဆိုင်ရွက်ဆက်တန်းတွေတိတိကျကျနေပေါ့နော် အာလုတ်ကြရတဲ့လုပ်ငန်းဖြစ်တယ်။အာတချို့တွေဆိုလို့ရှိရင်တော့ overstay နဲ့နိုင်ငံခြားရောက်ပြီမဲ့လဲ overstay နဲ့နေတဲ့လူတွေတကယ်မှတ်ပုတ်တင်တို့ passport တို့ဘာသာအုပ်တို့ဘာကတို့မရှိတဲ့လူတွေဆိုလို့ရှိရင်ဒီလုပ်ငန်းကိုလုတ်ကြလို့မရဘူးပေါ့နော်။အဲ့ဒါကြောင့်အာဒီလုပ်ငန်းကတရားဝင်စီးပွားရေးဖြစ်လို့ခိုင်မာမှုရှိလို့ပေါ့နော်။အဲ့ဒါကြောင့်လုတ်ကြတဲ့သူတွေကလည်းတကယ်တရားဝင်နဲ့ချတ်ပြပြီးတော့လုတ်ကြတဲ့လုပ်ငန်းဖြစ်တာပေါ့နော်။နောက်တစ်ခုနေနေကြည့်မယ်ဆိုလို့ရှိရင်ဒီဥစ္စာ assistant နေပြီးတော့ အာခုနကတို့ကပေါ့နော်24/7နဲ့ပြီးပါစင်လဲဟုတ်တို့အလုံးလုံးပေးတာဖြစ်တဲ့အတွက်ကြောင့်အကယ်၍သဒီလုပ်ငန်းကတကယ်မှတ်ကမ်းမှုမရှိဘူးခိုင်မာမှုရှိဘူးဆိုလို့ရှိရင်ဒါဒီလိုမျိုး sister နဲ့လဲ အာသွားလို့လည်းအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အကယ်၍ရထိတော့မှဒီလိုမျိုးသက်တမ်းရှိကြနေသွားလို့မရဘူးအခုဆိုသူတို့ရဲ့ online စီးပွားရေး online ပေါ်မှာအာသွားတဲ့သက်တမ်းဆိုလို့ရှိရင်အခုဆိုရှင်းနေရှိပေါ့နော်အခုသက်တမ်းတစ်ချက်မှဆိုလို့ရှိရင်လုတ်ကိုင်းနေတဲ့အာလူဦးရေဘုံဆိုလို့ရှိရင်တော့မှ2သိန်းကျော်လာဖြစ်တာပေါ့နော်အဲ့ဒါကြအဲ့ဒါလည်းတကယ်ဒီလုတ်ငါရဲ့ခိုင်မာမှုရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးသက်တမ်းကြောင်လည်းလုတ်ကိုင်းနေတာပေါ့နော် အဲ့ဒီမှာလွတ်ခိုင်းနေတဲ့သူတွေဆိုလို့ရှိရင်လည်းတချို့ background တွေအမျိုးမျိုးခက်တွေအမျိုးမျိုးနဲ့လွတ်ခိုင်းနေတဲ့အာစီးပွားပညာရှင်တွေအများကြီးရှိတယ်ပေါ့နော်တချို့တို့ဆိုလို့ရှိရင်လည်းတကယ်အာဒီ အတွေ့အကြုံဘူးတူတာအသိပညာရှိတဲ့သူတွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အကယ်၍သော်ဒီလုပ်ငန်းကခိုင်မာမှုမရှိဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်တကယ်တကယ်စီးပွားရေးပညာရှင်တွေအသိပညာရှင်အတတ်ပညာရှင်တွေဆိုရင်ဒီလိုမျိုးစီးပွားရေးကိုလွတ်ကိုင်မှာမဟုတ်ဘူးပေါ့နော်ဒီလိုရှိရင်လည်းတော်တော်များများပေါ့နော်စီးပွားရေးလုပ်ငန်းမှာဆိုလို့ရှိရင်အလူတိုင်း မရနိုင်တဲ့အရာတစ်ခုကတော့ပင်စယ်ခံစားခွင့်ပေါ့နော်ပင်စယ်ခံစားခွင့်ဆိုတော့သူတို့အစိုးရဝန်ထမ်းတွေအစိုးရအလုပ်တွေမှာပဲပေါ့နော်အာရနိုင်တဲ့ခံစားခွင့်ဖြစ်တာပေါ့နော်ဒါပေမဲ့ဒီလိုငါမှဆိုလို့ရှိရင်အာအစိုးရလာစားရတယ်လို့မျိုးပေါ့နော်ပင်စယ်လာစားခံစားခွင့်ကိုဒီလိုငါမှပေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရတာပေါ့နော်ဒီလိုငါကတကယ်ခိုင်မာမှုရှိတဲ့စီးပွားရေးဖြစ်လို့လဲပင်စယ်လာစားဆိုတာတို့ အခန်းစားခိုင်းထားတာပေါ့နော်ပြီးလို့ရှိရင်အပယ်ရွတ်တဲ့ဒီလူငန်းကအင်းခုနတော့ခင်မမှုရှိပါလို့ရှိလို့ရှိရင်လည်းဘလောက်ပဲရှက်ရှက်ပါနော်ပြည့်စည်လက်စားခန်းစားခွင့်အထီးတော့သူတို့ကပေးထားမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလည်းတော့လိုအပ်သက်သေဖြစ်တယ်နောက်တစ်ခုနေနဲ့သူတို့ကစီပယ်လူငန်းတခြားအပြင်မှာဆိုလို့ရှိရင်အခုသူတို့လက်ရှိစက်ကူမှာဆိုလို့ရှိရင်တော့ပေါ့နော်အာတချို့တွေဆိုလို့ရှိရင်စီပယ်ရလူငန်းစီဝိုင်းမဟုတ်ဘူးအခုလက်ရှိလုပ်နေတာအလို့ပါနော်သူကတို့ကအာ contract ကို every 2 year နဲ့ အဲ့လို renew လုပ်လုပ်ပြီးတော့လောက်ရတာလေနော်အဲ့လိုတချို့တွေဆိုလို့ရှိရင်ဒီလိုမျိုး renew မလုပ်ပေးဘဲနဲ့တမနစ်လွတ်ခံရတယ်ပေါ့ထားတယ်အများကြီးရှိတယ်ပေါ့နော်တချို့တွေဆိုလို့ရှိရင်အလုပ်လက်မဲ့ဖြစ်ပြီးတော့အမြဲတမ်းပြောင်းသွားတာလူရှိတယ်ဘယ်လိုရှိရင်တခြားနိုင်ငံတွေသွားရတဲ့လူတွေရှိတယ်ပေါ့နော်အဲ့လိုပြန်ကြည့်ချက်အဖြစ်သူတို့ဒီလုပ်ငန်းမှာဆိုလို့ရှိရင်ဒီလိုမျိုး renew လုပ်ရတာလည်းမရှိအနှစ်ဆက်တတတွေ့ရတာတို့အဲ့လိုပေါ့နော်လာစင်ကြီးပေးရတာတို့အဲ့ဒါလည်းရှိပဲနေကိုက149ဒေါ်လာကိုလစ်လပ်ပြီး တဲ့အချိန်မှာ business owner တရားဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်ကိုကအဲ့လိုပေါ့နော်တသက်လုံးလှုပ်ဆောင်တော့လို့ရတာပေါ့နော်နောက်ဆိုဆက်ပြောမယ်ဆိုလို့ရှိရင်ကိုကမလှုပ်နိုင်တော့လို့အကယ်၍ပေါ့နော်ကိုကအသက်ကြီးလာလို့ဒီ log in မှာကိုကမနေနိုင်တော့တဲ့အထိအသက်ရှင်ပြီးတော့ပေါ့နော်ပြေသွားတဲ့အထိရောက်ထိတော်မှာပေါ့နော်ကိုပိုင်ဆိုင်ထားတဲ့ကိုရဲ့ business ID ဆိုတော့အာကိုရဲ့သားသမီးတွေကို အမွေဆက်ခံပေးလို့ရတဲ့ဆိုတဲ့အရာလေတကယ်ခိုင်မာမှုရှိတဲ့စီဘွယ်လုပ်ငန်းဖြစ်လို့ပေါ့နော်သူစတို့အပြင်မှာသူစတို့ရဲ့စီဘွယ်ရေးဥမာသူစတို့ဆိုလို့ရှိရင်တော့ဥယျာစိုက်ပြေးပေါ့နော်သူစတို့ရဲ့ချမ်းမြေစိုက်ပြေးရေးဆိုလို့ရှိရင်သူစတို့ဘိုးဘွားပြင်လက်ထက်တူကဥစ္စာဆိုလို့ရှိရင်အခုလိုသူစတို့ကပြန်ရတော့ အဘွေဖြစ်နေပြရတဲ့လိုမျိုးပဲပေါ့နော်ဒီလုပ်ငန်းမှာဆိုလို့ရှိရင်လည်းကိုကမလုပ်နိုင်တော့တဲ့အခြေကြလို့ရှိရင်လည်းသူများလည်းအမှုဆက်ခံပေးလို့ရတဲ့လုပ်ငန်းဆိုတာလည်းခိုင်မာမှုရှိလို့တာဖြစ်ပဲအာပြီးလို့ရှိရင်သူတို့အပြစ်မှာစီးပွားရေးဆိုလို့ရှိရင်ပေါ့နော်ရတဲ့မျိုးငါးပါးလည်းစိုးရရတယ်အာပြီးလို့ရှိရင်လည်းနေရာထိုင်ခင်း အမျိုးမျိုးပေါ့နော်ခုပစ္စည်းအဲ့လိုတွေပြီးလို့ရှင်လဲပို့ဝယ်ထားတဲ့ပစ္စည်းတွေဆိုလဲအများတန်းအဲ့လိုပါလာပြန်ပြီးတော့တော်အားလို့ရတာတို့ဝယ်ထည့်ရတာတို့ပို့ဝယ်ပစ္စည်းကအစ်ပန်ရဖြစ်သွားမှာတို့ဘာလို့ဆိုရင်အများတန်းစိုးရိမ်ပူပန်နေရတာ water air ခေါ်ရတာနဲ့အရင်နေ့ကိုအဲ့လိုပေါ့နော်ပြန်ပြီးတော့ထည့်ရတယ်အဲ့လိုတွေရှိတာပေါ့နော်ဒါမဲ့ဒီလိုငါရတာဒီလိုမျိုးလောဘကိုမရှိဘဲနဲ့တော့မှအာကိုက ကိုကြိုက်သလိုပေါ့နော်အဖိုးလက်တော့အင်တာနက်ရှိလို့ရှိရင်တော့ကိုသွားတဲ့နေရာမှာလုတ်ကင်လို့ရတယ်နေရာတိုင်းခက်လက်ပေးစရာမလို့အကိုရောကိုယ်ဝယ်ဈေးရောင်းဈေးဝယ်ဘာမှလုတ်စားလည်းမလို့ လူတွေလည်းအလိုလိုက်ခွက်ဆံမလို့ပဲနေပေါ့နော်ကိုယ့်ရဲ့ကြော်ညာနေပြီးတော့မှကိုယ့်စိတ်ဝင်စားပြီး join လာတဲ့လူတွေပဲရှိတာပေါ့နော်အဲ့ရောတကယ်ဒီလုပ်ငန်းကအာတရားဝင်စီးပွားရေးလည်းဖြစ်တယ်အစိုးရတိမှပြုခံရတယ်လည်းလုပ်ငန်းလည်းဖြစ်တယ်အခွန်လည်းပေးဆွာရတယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ရောခိုင်မာမှုရှိတယ်ဆိုပြောချင်တယ်အာနောက်ဆုံးနေဆိုလို့ရှိရင်လားဒီလုပ်ငန်းကတကယ်တမအားစီပွားရှိရှိနေလုပ်ကင်တို့လို့ရတယ်အာနောက်ဆုံးပေါ့နော်တဘောကဘေးအန်တရားဒီအာ ဖြစ်နေတဲ့ဒီကတ်ကာလမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုကိုဗစ်ကာလမှာသူကဆိုလို့ရှိရင်လည်းအဲ့ဒီသူများတွေကိုဗစ်မှာဖြစ်နေတဲ့အချိန်မှာဒီလိုငါလုတ်ကင်နေတဲ့သူတွေကတကယ်အလုံးလက်မမဖြစ်ပါနဲ့တချို့တွေဆိုပို့ပြီးတော့ပေါ့နော်အာအလုံးကင်ဆင်ပြေပြီးတော့ဒီလိုဒီလိုငါရုပ်ပေါ်လာတဲ့ဒီလိုလာမှုကိုရရှိပြီးတော့အောင်မြင်သွားတဲ့ business owner တွေအများကြီးရှိတာပေါ့နော် ဲ့ဒါကြောင့်ဒီအချက်ကိုပြောချင်အပ်တယ်ဒီလိုငါကအရင်ဒီမျိုးငါပါဆိုလဲဖြစ်စီလို့မရအောင်ပေါ့နော်အဲ့ဒါကြောင့်ကိုကသွားတဲ့နေရာတိုင်းမှာဆိုလို့ရှင်လဲအာကိုကလုတ်ကင်တော့လို့ရတယ်ပြီးလို့ရှင်လက်ရှိအလုတ်ကနေထွက်ဆက်မလို့ပဲနဲ့ဒီလိုမျိုးလုတ်ကင်လို့ရတယ်ဆိုတာလဲဒီလိုငါရဲ့ခိုင်မာမှုတစ်ခုလဲဖြစ်တယ်လို့ပြောချင်တယ် ဲ့ဒါကြောင့်ပေါ့နော်သူကနောက်ဆုံးပြောချင်တာကတော့ online internet အာ wifi ရှိနေတဲ့ရွေးဆိုလို့ရှိရတာပေါ့နော်ကိုကလည်းလုတ်ကိုက်နိုင်တဲ့ရွေးဆိုလို့ရှိရတာဒီလုပ်ငန်းကတော့ lower quota ဖြစ်တဲ့အာ lower ခိုင်မာတဲ့စီဝဲလုပ်ငန်းတစ်ခုဖြစ်တဲ့ဆိုတော့ဒီကနေ့ပြသချင်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအခုလိုမျိုးလေးမျှဝေပေးသွားရင်ညီမလေးကိုလည်းကျေးဇူးတင်တယ်ဒါမှမဟုတ်လို့စီးပွားရေးကအခုမြင်တဲ့အတိုင်းပဲပေါ့နော်အော်ဒီ line ပေါ့နော် internet line ရှိတယ်အဲ့ဒါကို့မှာဖုန်းချိတယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကတကယ်ကို run လို့ရတယ်စီးပွားရေးဘယ်ရဲ့ဘယ်ဌာနေကိုပဲရောက်ရောက်ပေါ့နော်ဆိုတော့ညီမလေးပြောသလိုပဲဒီစီးပွားရေးမှာတကယ်ကိုရေရှည်ကဘလောက်ခိုင်မာမှုရှိတယ်ဆိုတော့ရှင်မမိုးတို့ကူတာမမိုးတို့ဒီစီးပွားရေးကိုဆက်ပြီးမလောက်ကင်နိုင်ဘူးဆိုရင်တော့ရုတ်တရက်တည်းမမိုးတို့ဒီ ပေါ့နော်တခုခုမမိုးကျမအေးကြောင့်ပဲဖြစ်ဖြစ်ဟာလာအသက်နောက်ဆုံးဆုံးချုံသွားတာပဲဖြစ်ဖြစ်ဘာမှနစ်နာထိခိုက်မှုမရှိဘူးဒီစီးပွားရေးကိုမမိုးရဲသားသမီးကနေပြီးတော့ဆက်လက်ပြီးတော့လောက်ကန်ပြီးတော့မှဒီစီးပွားရေးရဲ့အကျိုးခံစားဝင်ကိုသူကဆက်လက်ပြီးရရှိနေမှာဖြစ်တယ်။ဘာလို့ဆိုအခုမမိုးတို့ညီမေပေါ့နော်ဒါပိုးပွားပိုင်မေအဲဒီလိုနော်ခြံနေမမိုးဆိုဒီတိုင်းရန်ကုန်မှာဆိုရင်လည်းဒါအဲဒီဒီခြံကြီးကကောင်းလိုက်တာအကျယ်ကြီးပဲဒါမျိုးတွေပြောကြပါနော်အဲ့လိုခြံအဲ့ဒီခြံကလည်းဒီပိုးပွားနေပြီးတော့ပိုင်ခဲ့တယ်။သူကလည်း အစင်ဆက်ပေါ့နော်သူ့အစင်ဆက်သူပိုင်ဆိုင်လာတယ်ဒါပေမဲ့သူမရောင်းစားခဲ့ဘူးဒါပေမဲ့သူ့မြေးတွေသားစဉ်မြေးဆက်သားသမီးအဆက်ဟလာသူ့ရဲ့မြေးဘွား အစင်အဆက်ကိုသူကဒီရောက်ထင်းထင်းခဲ့တယ်တော့ဒါပေမဲ့သူမချိတော့တယ်ပြီးမဲ့လေဒီမြေကတကယ်ကိုတန်မိုးကတနေ့တခြားတက်တက်လာတယ်ပေါ့နော်တန်မိုးမြင့်လာတယ်တန်မိုးဆိုတော့ကျသွားတယ်ဆိုတာမရှိဘူးဒီမြေရဲ့တန်မိုးကအဲ့ဒီအတွက်ကြောင့်မလို့သူ့ရဲ့သားစဉ်မြေဆက်ကနောက်ဆုံးသူရောင်းစားတယ်သားသမီးလက်ထက်ပဲဖြစ်မြေလက်ထက်မှာပဲရောင်းစားရဆိုမှဒီမြေရဲ့သူ့ရဲ့တန်မိုးကသူ့ရဲ့ပေါက်ဈေးကာလပေါက်ဈေးပေါ့နော်အဲ့ဒီဟာတက်ကိုအဲ့ဒီတန်မိုးကိုသူကအဲ ဘောနော်အကျိုးခံစားခွင့်ရှိတာဒီလိုပဲဒီစီးပွားရေးမှာလည်းဒီလိုပဲမမိုးတော့ကဒီစီးပွားရေးကိုထပ်ပြီးတော့အရင်းနှီးငွေတွေထက်ထည့်စီရမလို့ပဲနဲ့ဆော့ဆော့လိုလာစင်ကြီးတွေနှစ်စင်ကြီးတွေပေးစီရမလို့ပဲနဲ့ဒီစီးပွားရေးကမမိုးလို့ညီနီးမြုံလန်လာပြီးတော့မမိုးနဲ့မြင်တဲ့ကိုပိုင်စီးပွားရေးတစ်ခုပေါက်ထားတယ်အဲ့ဒီတစ်ခုရထားတယ်အဲ့ဒီဟာကမမိုးကသားသမီးကိုလက်ဆင့်ကမ်းပြီးလို့ရတယ် အဲ့အတွက်သူကကြိုးခံစားခွင့်ကိုဒီစီးပွားရေးမှာဆက်လက်ပြီးရရှိသွားမှာဒါကြောင့်မို့လို့ဒီစီးပွားရေးရဲ့ရည်ရှိစီးပွားရေးဖြစ်တယ်မမလို့ကောက်ယူမီလို့ပဲအဲဘောနော်ဟိုးဟိုးဟိုးဆိုတောက်ပြီးတော့ချက်ချင်းပြကြသွားတဲ့ဟာမျိုးမဟုတ်ဘူးတကယ်ကိုရည်ရှိခိုင်မာမှုရှိတဲ့စီးပွားရေးဖြစ်တဲ့အတွက်မို့လို့အဲ ဒီစီးပွားစီးပွားရေးလှုပ်ရှင်နေသူတိုင်းစီးပွားရေးလှုပ်ရှင်ကြတယ်ဒါပေမဲ့ဘာဘလို့စီးပွားရေးကိုလောက်ကန်ရမှန်းမသိတယ်ဇဝေဇဝါဖြစ်ပြီးတော့လမ်းပြောင်းနေတဲ့သူတွေကိုလည်းမမိုးကအာဘောနော်ဒီစီးပွားရေးတွေကတကယ်ကိုခိုင်မာမှုရှိရဲ့ရည်ရှိလဲအဖို့အတွက်လည်းဖြစ်တယ်သာသမီအတွက်နောင်ရေးလဲဆိတ်ချရတာမို့လို့ဒါဒီစီးပွားရေးလေးကိုလေးလာပါလောက်ကန်ပါလို့လည်းမမိုးကဖိတ်ခေါ်ပေးချင်တာဖြစ်တယ်အခုဂျေဆုတင်ပါတယ်ဗောနော်ဒါမမိုးရဲ့ like လေးကိုကြည့်ပေးတဲ့ကြည့်ရှုပေးတဲ့သူတွေကမမိုးရဲ့ follower တွေကိုလည်းဂျေဆုအများကြီးတင်ပါတယ်လို့မမိုးကပြောချင်ပါတယ်ဒီနေ့ live လေးကိုဒီ live လေးဟိုပါဗောနော်ဒီလောက်နေပဲမမှုအဆုံးသက်ရှင်ပါလေရှင်ကျေးဇူးပါအားလုံးပဲ bye bye နောက်တစ်ပတ်မှာဆုံပေးကြပါမယ်